crypto trader တွေ90ရာခိုင်နှုန်းလောက်ရှုံးနေရတာပါကြောင့်လဲ crypto trading ဆောက်လုပ်တဲ့အယောက်တရာမှာ98ယောက်လောက်ကအောင်မြင်တဲ့ trader မဖြစ်လာနိုင်ပါဘူးဒါကရှာရုံးမရှိတိုင်းပြောနေတာမဟုတ်ဘဲနဲ့တကယ်စစ်တမ်းတစ်ခုပါတကယ်လို့ကိုကအဲ့ဒီ98ယောက်ထဲမပါချင်ရင်ဘယ်ဟာကအရေးအကြီးဆုံးလို့ထင်ပါတလဲအဖြေကပြန်လည်နေတဲ့ trading viewer ရှိရမှာမဟုတ်ပါဘူးအရှင်စိတ်ကုန်ထိနိုင်ရင် strategy ဘလော့ပဲကောင်းကောင်းတချိန်မှာအလုပ်ဖြစ်မှာမဟုတ်တော့ပါဘူး trading ကစိတ်တက်ဆစ်စင်ရေးခစ်လို့ဒီဗီဒီယိုမှာကြောက်စိတ်နဲ့လောဘစိတ်အပြင်လုံလည်လုံထရှိတဲ့အမှားတွေကိုဘယ်လိုထိမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။ကြောက်စိတ်နဲ့လောဘစိတ်ကိုဘယ်လိုထိမလဲ fear ကြောက်ရွံ့မှုဆိုတာကအခုခုကိုမယုံကြည်နိုင်တာပါ။စေးကြတာမြင်လိုက်တာနဲ့ stop loss တောင်မရောက်သေးဘူး trade ကိုပိတ်လိုက်တယ်။ပြီးတော့တကယ်နိုင်မဲ့ trade တွေကိုဆိုကြောက်ပြီးတော့မဝင်ရဲဘူး။ ဒါတွေကကိုယ့်ကိုအရှုံးပိုများစေတဲ့အချက်တွေဖြစ်ပါတယ်။နောက်တစ်ခုကတော့ညဉ့်မြန်ချမ်းသာခြင်းနဲ့လောဘစိတ် greed ကလည်းကြောက်စရာကောင်းပါတယ်။စိတ်တက်ရင်ပူပြီးတက်မယ်ထင်ပြီးတော့မရောဘဲနဲ့စောင့်မယ်။ပြီးတော့မထင်မှတ်တဲ့အချိန်မှာဈေးပြန်ချပြီးညံ့ရမဲ့ trade တစ်ခုကရှုံးတဲ့ trade တစ်ခုဖြစ်သွားမယ်။ဒီလိုဆိုရင်ကိုက market ကိုထိန်းချုပ်နေတာမဟုတ်ဘဲနဲ့ market ကကိုယ့်စိတ်ကိုထိန်းချုပ်နေတာဖြစ်သွားပါပြီ။ ခရစ်ပတိုမှာတစ်စိမ်အမြင့်ရလိုက်ရင်နောက်ထပ်အမြင့်မှန်နိုင်မယ်ထင်ကြပါရယ်။ဒါကို beginner luck အခုမှစလုပ်တဲ့သူတွေကံကောင်းသွားခြင်းလို့ခေါ်ပါရယ်။ဒီလိုနဲ့ဒေါ်လာတရားထည့်နေကြဆိုဒီတစ်ခါလဲနိုင်ရင်กว่าဆိုပြီးရောဒေါ်လာတစ်ထောင်ထည့်ကြည့်လိုက်တာနဲ့ရှုံးသွားတာမျိုးခဏခဏတွေ့ရပါရယ်။ပြီးတော့ရှုံးရမလားกว่าဆိုပြီးရောရှုံးမဲ့မဲ့ပြီးရောမနိုင်မချင်းကိုဘာမှမစင်စားပဲရှိသည်မအကုန် all လိုက်တာကိုကလေစားခြေစင်တဲ့ trading ကြီးလို့ခေါ်ပါရယ်။ ဒီနှစ်ခုလုံးကြောင့်လဲ trader အများစုလက်လျှော့သွားတတ်ကြတာပါဒါဆိုရင်စိတ်ကိုဘယ်လိုထိန်းရမလဲနံပါတ်1ပလန်မရှိရင် trading မလုပ်ပါနဲ့ no plan no trade feeling နဲ့ trading မလုပ်ဖိနဲ့တိတိကျကျ strategy တစ်ခုကိုလိုက်နာပါဈေးတက်မလားကျမလားကိုကိုပြူဟာကမပြောသေးသေးရွေ့ခန်းစားစမ်းတော့လိုက်ပြီးတော့ရှော့မလုပ်သင့်ပါဘူးဥပမာကိုလုံးနေကြနေက support မှာပဲဝယ်မယ်ဆိုပါတော့ဒါပေမဲ့ဈေးက resistant နေရာမှာရှိနေတာကိုဒီထက်တက်မလားမသိဘူးဆိုပြီးတော့ခန်းစားချက်နဲ့ရှော့ဝင်တာမျိုးကိုဆိုလိုတာပါနံပါတ်1 bricks မထိနိုင်ရင် လုံးဝမ trade ပါနဲ့ no risk management no trade stop loss မထားပဲ trading လုပ်တယ်ဆိုတာကလက်နဲ့မပါပဲစစ်တိုက်တာထပ်ပိုပြီးရယူနိုင်ရကြပါတယ် trading တစ်ခုမှဟိုအကုံမထဲပါနဲ့ leverage ကိုမဖြစ်မနေအများကြီးမသုံးပါနဲ့ကိုပါ trade တစ်ခုမှဒေါ်လာ50 risk ထားနေစားဆိုရင်ဒေါ်လာ50ပဲထားပါလောဘကြီးပြီးရဒေါ်လာ100မထားပါနဲ့နံပါတ်3 trade တိုင်းမှာစိတ်ကိုအေးအေးထားပါ emotional no trade trading မှာနိုင်နိုင်ရရှုံးနိုင်ရနှစ်ခုပဲရှိပါတယ်ဝယ်ခဲ့တဲ့ဈေးမှာပဲပြန်ရောင်းလိုက်နိုင်ရင်တော့မှပဲ trading fees ကြောင့်နည်းနည်းရှုံးတာနည်းနည်းမြတ်တာရှိပါတယ်စီဝိုင်းလောက်ကမှာ skill money don't make money ဆိုတဲ့စကားပုံရှိပါတယ်။ကြောက်နေရင်အရာဝယ်မဖြစ်ပါဘူး။စွန်စားတဲ့တလောက်တွက်ချက်ထားရင်စွန်စားရမှာပါပဲ။ကြောက်စိတ်ကိုထိန်းလို့ပြောရတာလွယ်ပေမဲ့တကယ်တမ်းခက်တာနားလေပါတယ်။ ဒါကြောင့် trade တစ်ခုကိုဝင်ရင်ငါဘာလို့ဒီကွမ်ကို trade တော့လဲရှုံးရင်ရောဘာလို့ရှုံးတာလဲတိတိကျကျစီးရင်မှတ်ထားပါဒါဆိုရင်ပတ်စံရှုံးသွားတော့နောက်တစ်ချိန်မှာအမားတူတာတွေထပ်မလုပ်ဖြစ်တော့ဘူးပေါ့တခုခုနားမလဲတာသင်ပေးလို့ရပေမဲ့ကိုယ်စိတ်ကိုကိုယ်ရိုင်ထိန်းချုပ်မှပဲရမှာပါ crypto မှာညံကောင်းပြီးရောစိတ်မထိနိုင်တဲ့သူတွေထက်တာမန်ညံလောက်နဲ့စိတ်ကိုအမြဲထိနိုင်တဲ့သူကပုံမြတဲ့ trader ဖြစ်မှတရားရခိုင်တော့သိကြပါရယ် crypto currency လောကကဈေးအတက်အကျမြင်ပါရယ် ခရစ်တိုမိတ်ဘက်ကယင်းနှိမ့်ညွန်ခံမှု financial advice လုံးဝမပေးပါဘူးယင်းနှိမ့်ညွန်ခံမှုမလုပ်ခင်မှာကိုရိုက်သေးချစွာလေ့လာပြီးမှပဲဆောင်ဖြတ်ဖို့အကြံပြုပါရစေ။ crypto ကြောင်းတွေကိုလေ့လာနေရင်လည်းမသိတာရရှိလို့မေးချင်တယ်ဆိုရင်တော့ crypto make က Telegram group ကို join ထားလို့ရပါတယ် group ရဲ့ link ကို deposit အောက်မှာချပေးထားပါမယ် crypto trading စလုပ်ဖို့အတွက် crypto exchange account တစ်ခုမရှိသေးဘူးဆိုရင်တော့အခုပြထားတဲ့ crypto make referral code နဲ့ account တစ်ခုဖွင့်ထားလို့ရပါတယ်ဒီ code နဲ့ဖွင့်ထားတဲ့ Binance account ဆိုရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ကို20% discount ဝတ်ထွက်ရနိုင်မှာဖြစ်ပြီးတော့ crypto make လုပ်တဲ့ campaign တွေကဝတ်တွေကိုလည်းရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ issue မှာအများကြီးကျေးဇူးရှိမှာဖြစ်ပါတယ် Refer ကုန်းနဲ့ Referral link ကိုလည်းဒီပုံစံအောင်မှချပေးထားပါရယ်။အားလုံးပဲဒီနေ့ဗီဒီယိုလေးကိုကြည့်လို့ပါပဲ။ Crypto Mine ပါနောက်ဗီဒီယိုမှာပြန်ကြရပါတော့။